ွင်လန်လုံးနိုင်ငံမျိုးမှာရှိနေတဲ့ကိုမမောင်ဆိုတဲ့ပုဂ္ဂိုလ်ကဒါကိုစပ်ဖွားတယ်။တစ်ချိန်တုန်းကတော့ကိုမမောင်ကကိုယ့်ဘက်ကလူပဲဗျ။အသွင်ယူထားတာပေါ့။အခုကျတော့လေတကယ်ပြဿနာဖြစ်မဲ့ဟာတွေပဲလိုက်ပြီးထွန်းရှာနေတာပေါ့နော်။ခင်ဗျားတို့ကကျေးဇူးတင်ရမယ့်အစားကိုမမောင်ကအသွင်ယူထားတာတော့ဘာလို့ပြောနေလဲ။အခုချိန်ထိကိုမမောင်နိုင်ငံကြီးကရိုးရှင်းတယ်အဖြူတယ်။ နော်အဖြူလည်းဖြစ်တယ်ပြည်သူဘက်ကနိုင်ငံဘက်ကတမလို့ဘက်ကစစ်တပ်ကနေပြည်တော်မှာဗလီစောက်ခွင့်ပြုပေးတဲ့ကိစ္စမှာမင်းအောင်လှိုင်ကိုဖားကျင်တဲ့အတွက်ကြမ်းဖက်ပါတီကတည်င်းကိုဖုံးကွယ်ဖို့စူးစမ်းခဲ့ကြပါတယ်ဒါပေမဲ့မအောင်မြင်ခဲ့ပဲလိန်ညာမှုဟာဘူးပေါ်တယ်လို့ပေါ်သွားခဲ့ပါတယ်ဒီအခါမှာကြမ်းဖက်လှဆွေနဲ့မင်းကင်းမောင်မြင့်တို့ကအောင်မင်းနဲ့ဖင်လန်မောင်မောင်တို့ကိုအပြစ်တင်ရန်ရှာလိုက်ကြပြီးဖင်လန်မောင်မောင်ကိုသူ့လူကိုပတ်တာဖြစ်တယ်လို့မင်းကင်းမောင်မြင့်ကဆွဆွဲပြောဆိုခဲ့ပါတယ် မင်းကမောင်မြင့်ရဲ့ဒီဆွဆွဲမှုကိုဖင်လန်မောင်မောင်ကအခုလိုပဲပြန်လဲတုံ့ပြန်ပြောဆိုထားပါတယ်မင်းကဥမောင်မြင့်ပေါ့ဗျာနော်မင်းကမောင်တော်တော်ကျွန်တော်မင်းကမတူတာသူများတို့သိလိမ့်မယ်နော်အဲသူကလည်းပြောအစားကိုမောင်မောင်ဟာအခုဘက်ကပါပေါ့အခုအခုအသွင်းဇာအသွင်းယူထားလိုက်ပေါ့အခုအဟိုဘက်ကပေါ့ဗျာနော်အဲ့လိုမျိုးပြောရတယ်သူကစိတ်တော့မကောင်းမကြတာ ကျွန်တော်ဘယ်ဘက်ကမှမဟုတ်ပါဘူးကျွန်တော်နိုင်ငံတော်ဘက်ကပါเนาะကျွန်တော်ပြည်သူဘက်ကပါ ကျွန်တော်တပ်မတော်ဘက်ကပါ ကျွန်တော်အမှန်တရားဘက်ကပါเนาะတရားမျှတမှုဖြစ်ဖို့ကျွန်တော်ယက်တီသွားလာနေတာဖြစ်တဲ့တကြောင်မလို့ဘယ်သူဘက်ဘယ်သူဘက်ဆိုတော့ကျွန်တော်မှာလုံးဝလုံးဝမရှိဘူးအမှန်ပါခင်ဗျာเนาะအဲ့တော့ခုလက်ရှိကျွန်တော်ရဲ့နိုင်ငံရေးရည်ရည်ပြောဆိုမှုတွေဟာဟိုတုန်းကတော့အစုအဖွဲ့နိုင်ငံရေးကိုကျွန်တော်ပြောဆိုတာဒါမှန်တယ်။ဒါပေမဲ့အခုကျွန်တော်ရဲ့နိုင်ငံရေးဟာ စုဖွဲ့ကိုကျော်လွန်ပြီးတော့နိုင်ငံရဲ့နိုင်ငံရေးဖြစ်သွားပါပြီအဲ့တော့နိုင်ငံတော်မှာအချိုးမပြေတဲ့ပုံစံနဲ့အလုံးရှိရှိရသူမှန်သမျှဘယ်ဖွဲ့စည်းဘယ်ပုံကိုယ်ကိုမှညတာပြီးပြောနေမှာမဟုတ်ဘူးကျွန်တော်ရဲ့နိုင်ငံရေးကကျွန်တော်ဆက်လက်ပြီးပြောဆိုသွားမှာဖြစ်တယ်နော်အာဒီလောက်တော့ဖြစ်တဲ့ကောင်ကဖျက်သီးလုတ်တဲ့ကွာဆိုပြီးဖြစ်လာလိမ့်မယ်။အဲ့လိုမျိုးတွေမဖြစ်ဘူးအထက်ကထင်းရမယ်။နော်။ဒါတွေကိုလည်းခင်ဗျားတို့ဒီတက်တွင်းမှာဒီစရဖားတက်ထောက်လန်စစ်ထောက်လန်ရေးဆိုတော့ခင်ဗျားတို့မှမရှိတော့ဘူး။မရှိတဲ့ခါကျတော့ခင်ဗျားတို့ကကျေးဇူးတင်ရမယ်အစား။ ကိုမမဟာအသူင်ယူလာတာတော့ဘာလို့ပြောနေလဲအခုချိန်ထိကိုမနိုင်ငံကြီးကရိုးရှင်းတယ်အဖြူတယ်နော်အဖြူတယ်ဖြစ်တယ်ပြည်သူဘက်ကနိုင်ငံဘက်ကတတ်မလို့ဘက်ကအဲ့တော့မတရားရင်တော့ပြောမှာပါဗျာနော်အခုမောင်ရက်တီကတော့ရင်ထဲကလည်းဒီတိုင်းပဲအခုချိန်ထိလည်းကျွန်တော်ဒီတိုင်းပါပဲဘာမှပြောင်းလဲခြင်းမရှိပါဘူးနော်ရင်ထဲကလည်းပြောခင်ဗျားတို့ကအခုမှနားထောင်တာဖြစ်ပါလိမ့်မယ်ဟုတ်အရင်စာလုံးရေးစကြတဲ့ဦးမြအောင်လည်းကျွန်တော်ဝေဖန်တယ်လို့အဲ့တခုရှိရဇောင်းပြေးပြောခြင်းတော့ရှိတာပေါ့တိုက်ခိုက်မှုဆိုတိုက်ခိုက်တယ်ပေါ့နော် ဟိုမတရားတဲ့သူဇောင်းပေးပြောခြင်းလို့ရှိရင်အဲ့ချိန်မှာခင်ဗျားတို့ဒီတော်လိုင်းရေးလို့ဘာလို့တရားခဲ့လို့လားနော်ကိုနဲ့အမြင်မတူရင်ဆဲဆိုတောင်းညံ့နေရရှိရဒါတွေကိုဦးစားပေးပြီးအလုပ်ရတဲ့အလုပ်ဆိုတာရှိပါလားအဲအခုချိန်မှာတော့အာကျွန်တော်နိုင်ငံအတွက်အရေးကြီးတဲ့ကိစ္စတွေမှာအရေးကြီးတဲ့တာဝန်ခံတဲ့ဦးမင်းအွန်လိုင်းကိုကျွန်တော်နေနဲ့ဝေဖန်မှုများတာပါတက်မလို့တဲ့မှာမရှိဟိုဘယ်လိုခေါ်မလဲဆိုတော့ဖောက်တယ်လို့ထင်ရတဲ့သူတွေလမ်းသွေဖယ်နေပြီးထင်ရတဲ့သူတွေကိုအဓိကကျွန်တော်ဝေဖန်တာဖြစ်ပါတယ်เนาะအဲ့ဒီတော့ကြောင့်မို့လို့ အာကျွန်တော်ရဲ့ရက်တီချက်ကဟိုချိန်တည်းကလည်းအခုချိန်ကြီးမပြောင်းလဲသေးပါဘူးဒီတိုင်းပါပဲเนาะဟိုရင်ထဲကဒီတိုင်းဒါမဲ့ခင်ဗျားတို့ခုမှနားလေလာတာဖြစ်နိုင်ပါလားအပြင်နေပြီးတော့တစ်စိမ့်ပင်ယွာနီမှာဆောက်လို့မဲ့ဇွန်နေနဲ့ရှိရဘာသာရေးဆောက်ဦးတို့ကတည်းချန်စီယူခတ်တဲ့ကိစ္စချန်စီယူစကားတာတပတ်လောက်ပဲရှိသေးတယ်မြန်မာနိုင်ငံကတရင်းသမားတွေဘယ်သူမှမသိသေးဘူးအဲ့ချိန်မှာဖင်လန်လိုနိုင်ငံမျိုးမှာရှိနေတဲ့ကုမမောင်ဆိုတဲ့ပုဂ္ဂိုလ်ကဒါကိုစပ်ဖွားတယ် ချိန်နှုန်းကတော့ကိုယ်ပေါ်မှာကိုယ့်ဘက်ကလူပဲဗျာအသွင်ယူထားတာပေါ့အခုကျတော့လေတကယ်ပြဿနာဖြစ်မဲ့ဟာတွေပဲလိုက်ပြီးထွန်းရှာနေတာပေါ့နော်ဒီပြဿနာမှာတော့ तू ပြောတာစပြောတာတမန်အဖြစ် तू သတင်းရတာမှန်ပါတယ်ဒါပေမဲ့လေအဲ့ဒီဟာကိုဘုံမီးမေးအောင်လည်းခွင့်ပြုပြီးတော့မှလူယုံရွေးတွေအထက်ထက်ချပြီးတော့မှလှုပ်ပေးနေတယ်ဆိုတာဒါတော့မှားတယ်ဗျာအဲ့ဒါတော့ခင်ဗျားပြောတာလိုမှမဟုတ်ဘူးအဲ့တော့ဒီအနေနဲ့ပတ်သက်ပြီးတော့လေဟို ကိုအောင်မင်းကလည်းဖြစ်စဉ်တရားကိုသွားပြီးတော့မတော့ရိုက်ပြားလေးတွေ့ရတယ်။ကောင်းတာရှိသလိုဆိုးတဲ့ impact တွေရှိတာပေါ့ဗျာ။ထားလိုက်တော့ဒါကျွန်တော်အထူးတီးမပြောလို့ပါဘူး။အဲ့တော့အမျိုးသားရေးဖုန်းတော်ကြီးတွေကလည်းဒါနဲ့ပတ်သက်ပြီးတော့လိုင်းအောင်မှတင်ပြီးတော့မှဟိုပြောဆိုဆွေးနွေးကြတာလည်းတွေ့ရပါတယ်။အဲ့ဒါကျွန်တော်နေနေရတော့ပါလဲဆိုရင်ဒါပြောချင်တာကနိုင်ငံတော်ကြီးကဲတရားအနေနဲ့ဘာသာပေါင်းစုံအားလုံးကိုဒီလိုနေရာတွေခွင့်ပြုပေးတာဒါဟိုဟိုဟာကံကိုစရာအကြောင်းမရှိပါဘူး။ဒါလုတ်ပဲကွန်းနဲ့ရှိပါတယ် သို့တော်လေကဗမာတော်မှာဗျာအင်္ဂလန်နိုင်ငံမျိုးတော်တော်မှာဒါမွတ်စလင်ဘာသာဝင်တွေကအများစု ဖြစ်လာတဲ့ခိမ်းမှာသူတို့ရဲ့တောင်းဆိုမှုတွေနဲ့ပတ်သက်ပြီးတော့မှအဲဒီအမျိုးသားရေးစိတ်ဓာတ်တွေနှိုးကြလာကြတဲ့အတွက်ကြောင့်မို့လို့ဒါတွေကိုခွင့်ပြုပေးတာနဲ့ပတ်သက်ပြီးတော့မှတခါတည်းဆန္ဒပြမှုတွေဖြစ်ပြီးတော့မှဝင်းကျုပ်တော်မှာဆင်းနေရတဲ့အနေအထားဖြစ်နေပြီလေကဗမာတော်မှာဒီလိုမျိုးအုံနဲ့ကျင်းတဲ့ဒါ nationalist တွေကြီးထွားလာတဲ့အချိန်မှာကျွန်တော်တို့ဒီမှာလည်းဒီလိုပြောတာကတော့ဒါ ုံးစင်းတဲ့ကိစ္စပါပဲအကြမ်းမလို့ကျွန်တော်တို့ကအခြေအနေချိန်ခါပေါ့ကာလတိတန်အကန်တားလေးလူတွေဗျာအဲ့တော့ဒီနေရာကဒီနေရာမဆောက်မဖြစ်မလားဒီနေရာမှာခွင့်ပြုမဖြစ်မလားတခြားနေရာမှာခွင့်ပြုရောမရဘူးလားပြီးလို့ရှိရင်ခွင့်ပြုထားသေးအောင်တော့ကဲဒီချိန်မှာမလုပ်တဲ့ဘူးကွာဆိုတားလို့မရဘူးလားတိုင်မင်းလူတွေလေတိုင်မင်းလူတွေကျွန်တော်တို့ကအထူးကတော့ပါလဲဆိုရင်တော့ထိရှောက်လို့ပြဿနာဖြစ်နေတယ်ရွေးကောက်ပွဲဆိုရရှိနေတယ်ရွေးကောက်ပွဲမတိုင်ခင်မှာမတိကြီးမြိတ် ုတွေဖြစ်ဖို့အတွက်ကျွန်တော်လုံးဝဖြစ်တင်ဘူးဒါမှမဟုတ်ဒါလေးကိုလည်းအစိုးရမင်းများအနေနဲ့ပြန်လဲပြီးတော့မှမိမိတို့ရဲ့ဒါတို့ဆောင်ကြောင်းနဲ့ပတ်သက်ပြီးတော့တုံ့တက်ပြီးဘူးပဲကျွန်တော်မြင့်တရခံပါတယ် review လုပ်ပေးပါပေါ့ဗျာเนาะဒုံမွေနဲ့ဆိုင်းငံ့ထားပေးပါပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှရေးချီရေးကိုပြောကိုပြီးတော့မှကျွန်တော်တို့ကတော့လေးနဲ့ထားပြီးတော့မှတင်ပြပါပါတယ်ခင်ဗျာ